င်္ဂလာပါနေ့စဉ်မိနစ်ပိုင်းတရားတော်များတင်ပေးလျက်ရှိတဲ့ဓမ္မ channel မှကြိုဆိုလိုက်ပါတယ်။စကားတွေမှာအစွမ်းရှိတယ်တဲ့။ရှိတာမှနည်းနည်းနော်နော်ရှိတာမဟုတ်အများကြီးရှိတာ။မိမိပါဇက်ကထွက်နေတဲ့စကားတွေမှာလည်းအစွမ်းရှိတယ်။မိမိရဲ့နားထဲကို ဝင်ရောက်လာတဲ့စကားသံတွေမှာလည်းပဲအစွမ်းရှိတယ်။အစွမ်းရှိတာမှအများကြီးရှိတယ်ပြောမပြနိုင်လောက်အောင်ရှိတယ်။ ဆိုးတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေအကြီးအကျယ်ရှိတယ်။ကောင်းတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေအကြီးအကျယ်ရှိတယ်။ဆိုးတဲ့ဘက်မှာလည်းပဲကိုပြောလိုက်မိလို့ပြောမိမှားလိမ့်ခြင်းလို့နောင်တတွေနဲ့တွေးပြီးတော့ပူခဲ့ရတာလည်းပဲအကျဉ်းချင်းရှိခဲ့ပြီ။ဟုတ်လား?မှန်ပါဗျာ။မိမိပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်လောကီအကျိုးစီးပွားတွေဆုပ်ယုပ်သွားတာတွေလည်းကြုံဘူးကြလိမ့်မယ်။တချို့ဆိုလို့ရှိရင် အသက်ဆုံးသည်အထိစကားတခွန်းအတွက်နဲ့ပေးဆက်လိုက်ရတာမျိုးတောင်ရှိတယ်။မှန်ပါဗျာ။ဟုတ်လား။မှန်ပါဗျာ။စကားတခွန်းမှားသွားတာနဲ့ဗမာစကားပုံလည်းရှိတယ်လေ။အသွားမတော်တလန်း။အစားမတော်တလုတ်။အပြောမတော်တော့တခွန်းနဲ့နဲ့ဒုက္ခရောက်တတ်တယ်။မှန်ပါဗျာ။ဟုတ်ရလား။မှန်ပါဗျာ။အေးကိုပြောလိုက်တဲ့စကားကတကယ်ကိုပဲအကြီးအကျယ်မှားယွင်းမှုတွေနဲ့ပြည်နေပြီဆိုလို့ရှိရင် တန်တရားတစ်လျှောက်လုံးနဲ့လိုက်ပြီးတော့ဒုက္ခပေးတဲ့တယ်။ဆိုးတဲ့ဘက်မှာစကားတွေဟာပြုံးမပြနိုင်လောက်အောင်အစွမ်းတတ္တိရှိနေသလိုကောင်းတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိရှိတာပဲ။မေတ္တာလေးနဲ့ပြောလိုက်တယ်။နုနုညံ့ညံ့သိမ့်သိမ့်မွေ့မွေ့ပြောတယ်။အတိပ္ပယ်ရှိတာတွေအကျိုးရှိတာတွေကိုရွေးချယ်ပြီးတော့ပြောတယ်။ပြောတဲ့မပြောတဲ့အချိန်အခါကိုကြည်ပြီးတော့တကယ့်ကိုဉာဏ်ပညာလေးနဲ့စဉ်းစားချင့်ချိန်ပြီးတော့ပြောတဲ့စကားမျိုးဆိုရင် ြောတဲသူမှလည်းပဲစကားကောင်းလေးအတွက်နဲ့ပီတိဖြစ်ရတယ်။ကြားတဲ့လူမှလည်းပဲနှလုံးစိတ်ဝမ်းအေးချမ်းရတယ်။စကားကောင်းပြောတတ်လို့ရှိရင်ဦးဇင်းတို့ပြောလိုက်ခြင်းသေးတယ်ဗျာ။ပြောတတ်လို့ရှိရင်တလောကလုံးရဲ့မျက်နှုံးမှုကိုရမယ်။မပြောတတ်လို့ရှိရင်တလောကလုံးရဲ့မုံတီးမှုကိုရမယ်။အကျိုးမဲ့ခြင်းနဲ့ဆက်ရှင်နဲ့ တရားသောဂါထာတွေကို ပြောဆိုနေတော်လည်းပဲမမြတ်ပါဘူးတဲ့ကြားလိုက်ရရင်နှလုံးစိတ်ဝမ်းအေးချမ်းပြီးတော့လောဘဒေါသအပူဓာတ်အလောင်ဓာတ်တွေကိုငြင်းအေးသွန်းစေတဲ့ဇကားမျိုးဆိုရင်တော့တခွန်းနဲ့ပင်ဖြစ်စေကမူမြတ်ပါတယ်အတိပဲရှင်းတယ်နော်ရှင်းပါရဲ့ဗျာဘာမှ အကျိုးမရှိတဲ့ဇကားတွေမြတ်စွာဘုရားကတော့ဂါထာတတံဂါထာတရား ဂါထာဆိုတာက ပါဠိတွေကိုကြ བྱ ဖွဲ့ထားတာကိုဂါထာခေါ်တာနော်အဲ့ဒါစကားတက်လွန်းလို့ပြောတော့ပြောတာပဲဂါထာတရားလောက်ပြောလိုက်တယ်စကားတွေအခွန်ပေါင်းထောင်တောင်းချီပြီးတော့ပြောလိုက်တာပဲအဲ့ဒီပြောလိုက်တဲ့စကားတွေကဘာမှ အကျိုးရှိတာမပါဘူးအကျိုးမဲ့ခြင်းနဲ့ပဲဆက်ရှင်နေတာအဲ့ဒီလို စကားမျိုးဆိုရင်တော့ဘလောက်ပဲများများဘလောက်ပဲပြောတတ်ပြောတတ်မမြတ်ပါဘူး မမြတ်ဘူးဆိုတဲ့စကားကလေးပိတိမမြတ်ဘူးဆိုတော့ယုံညက်နေလို့လည်းအတိပဲပေါက်တယ်နော်နောက်ထပ်ဘလို့ပေါက်သေးလဲအတိပဲရှုံးနေလို့လည်းအတိပဲပေါက်သေးတယ်မမြတ်ဘူးဆိုတော့ရှုံးပြီဘောဗျာဟုတ်လားအနှစ်မရှိတဲ့စကားတွေကိုအများကြီးပြောတတ်လို့ပြောတော်လဲပဲအဲ့ဒါအမျက်မရှိဘူးယုံညံ့မှုသာရှိတယ်ရှုံးနေမှုသာရှိတယ်စကားမပြောတတ်ရင် စကားနားမထောင်တဲ့ရင် အရှုံးကြီးရှုံးရမယ်အဆုံးကြီးဆုံးရမယ်ဟုတ်လားပြောလိုက်လို့ရှိရင် တခွန်းသေးပင်ဖြစ်စီကာမူကြားလိုက်ရတဲ့လူရဲ့နှလုံးစိတ်ဝမ်းအေးချမ်းပြီးတော့ပူးနေတဲ့အပူတွေအေးသွားတာလောင်းနေတာတွေငြိမ်သွားတာရှုပ်နေတာတွေရှင်းသွားတာအဲ့ဒီလိုမျိုးအစွမ်းတတ္တိရှိတဲ့စကားမျိုးဆိုရင်တော့တခွန်းသေးပင် ဖြစ်စီကာမူဘာလဲမြတ်ပြီတဲ့ ဒီဂါထာလေးကိုအခြေခံပြီးတော့ဟောမှာဗျဒီကနေ့ဟုတ်လားမှန်ပါဗျာစကားတွေဘလောက်များများ အနှစ်မရှိတဲ့စကားမပြောတတ်မဆိုတတ်ဖဲနဲ့ပြောလိုက်ဆိုလိုက်တဲ့စကားတွေဟာအကျိုးမဲ့တွေကိုသာ ဖြစ်စေတယ်ရှင်းတော့ကပုံနာကြီးဇနီးခင်မွန်ရှိတယ်တဲ့သာသမီမရှိတော့အင်မတန်လိန်မာတဲ့ကျက်တူရွေးလေးနှစ်ကောင်ကိုသားအဖြစ်မွေးထားတာတနေ့တော့ပုံနာကြီးကခကြီးထွက်เสียရရှိတယ် ရှိတော့ချက်တူရေးလေးနှစ်ကောင်ကိုအနာခေါ်တူတူတိတ်တိတ်မှားတယ်ငါသားတို့အဖေခရီးသွားတဲ့အခါမှာ မင်းတို့အမေပုံလေးမကိုတည်တည်ချာချာစောင့်ကြည့်စိတ်မချဘူးအဲ့ဒီလိုမှားပြီးတော့ပုံနာကြီးကခရီးထွက်သွားရောပုံနာကြီးသွားတဲ့နေ့ကစပြီးတော့လဲစိတ်မချမယ်ဆို စိတ်မချเสียရပဲပုံလေးမကြီးကတခြားသောယောက်ျားတွေနဲ့ဖောက်ပြားတွေတဲ့အဲ့ဒါကိုကျက်တူကြီးလေးနှစ်ကောင်က မြင်းနေတယ် မြင်းနေတော့မြင်းမာများလာတော့စတူရွေးအငဲကောင်က ပြောခြင်းလာဒီလိုမလုပ်သင့်ဘူးလို့ပြောခြင်းလာအဲ့ဒါနဲ့သူ့အကိုကြီးကိုဖွင့်ပြောတယ်ကျုပ်ကတော့ပြောလိုက်တော့မယ်အဲ့တအကိုဖြစ်တဲ့စတူရွေးကဖရာလောင်းလေးငါညီမပြောနဲ့ပြောရင်မင်းဒုက္ခရောက်တားလာဒါပေမဲ့တားလို့မရဘူးအငဲကောင်ကပြောခြင်းစိတ်ကို မအောင်နိုင်ဘူးမစောင့်နိုင်ဘူး ်ဒကမကြီးတွေအဲ့ဒီလိုခံစားချက်မျိုးကြုံဘူးလားပြောကျင်တာကိုမအောင်နိုင်ဘူးမစောင့်နိုင်ဘူးတခါတလေကိုစကားနားထောင်မဲ့လူမရှိလို့မျောပြီးတော့နေတာပြောကျင်နွန်းလို့ဟင်ဒကမကြီးတွေမှန်ပါဗျာအေးအခုလည်းပဲအဲ့ဒီကောင်မစောင့်နိုင်ဘူးမအောင်နိုင်ဘူးအဲ့ဒါအကိုတားတာကိုနားမထောင်မဲနဲ့ပုံနှိမ်မကြီးစီသွားပြီးတော့အမေခမည်းဒီလိုလှုပ်တာတော်လားဗျာဒီလို မလှုပ်သင့်ဘူးသွားပြီးတော့ပြောတာပုံနှိမ်မကြီးမျက်လုံးပြူး ဒုက္ခပဲဒီကောင်တိတ်သွားပြီလူဆိုတော့ဉာဏ်ရှိတယ်ဉာဏ်မမကောင်းတဲ့ဉာဏ်တွေကဘိုးတောင်ရှိသေးတယ်အဲ့ဒါနဲ့ငါသားတဲ့ငါသားကအမေကိုဆုံးမဖို့ရပါပြီတဲလိမ်မာတာပဲလာပါဦးအမေနားလာပါဦးချော့ခေါ်တာအနားလေရောက်ပြီဆိုတော့ဖြက်ခနဲ့ဆွဲပြီးတော့လေဘင်းကိုလိန်ချိုးလိုက်တယ်ကိုယ့်အကိုအေးအေးမနေနိုင်တဲ့အကောင်ဟုတ်လားအဲ့ဒီလိုလေဘင်းကိုလိန်ချိုးပြီးတော့မိကြီးခဲတွေရှိတဲ့ပြာပုံထဲကိုထိုးသိမ့်လိုက်တယ် အဲ့ဒါကိုအစအဆုံးဟိုတန်းပေါ်မှာလမ်းလျှောက်နေတဲ့အကိုကမြင်နေမှန်ပါဗျာငါပြောစကားနားမထောင်နိုင်ကောအဲ့ဒီလိုနဲ့ပုံနာကြီးပြန်ရောက်လာရောက်လာတဲ့အခါကျတော့ပုံနာကြီးကကျက်တူရဲ့နှကောင်စုံမစုံတောင်းမကြည့်နိုင်ဘူးရှိတဲ့ကျက်တူရဲ့ခေါ်ပြီးတော့ဘယ်နဲ့တော့မင်းအမေဘယ်နဲ့တော့မေးတာမေးတဲ့အခါကျတော့ကျက်တူရဲ့လေးကအဖေတဲ့ မြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းပြောမိလို့ကျွန်တော်ရဲ့ညီကတော့ပြာဘူးထဲမှာသေပြီးတော့အိတ်နေပြီတဲ့မှန်ပါဗျာဟုတ်လားမှန်ပါဗျာအဲ့ဒီတော့အဖေလည်းမှတ်ထားမြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းမစင်စားမစင်ခြင်းပဲနဲ့မစူးစမ်းပဲနဲ့ပြောတဲ့လူဟာကျွန်တော်ရဲ့ညီလေးသေသလိုသေရလိမ့်မယ်တဲ့မှန်ပါအဲ့ဒါလိုပြောပြီးတော့ဟိမွန်တာကိုပြန်သွားတာပြန်မလာတော့ဘူးတဲ့ တချို့ရှိတယ်နော်တို့ကတော့တိတိတဲ့အတိုင်းပြောရမှာပဲမြင်မြင်တဲ့အတိုင်းပြောရမှာပဲတို့ကတော့မှန်မှန်ပဲဘွန်းဘွန်းပဲရှင်းရှင်းပဲဆိုတဲ့လူတွေတတိထားတယ်ကမကောင်းဘူးလားကောင်းပါဘူးကောင်းတယ်ဒါကြောင့်ပုဂ္ဂိုလ်ကိုကြည့်ပြောပိဋကရေဘာကိုကြည့်ပြောရမလဲပုဂ္ဂိုလ်ကိုကြည့်ပြောရမှာပါခင်ဗျာပုဂ္ဂိုလ်ကိုကြည့်ပြောစကားကမှန်မိမယ်လို့စကားကကောင်းမိမယ်လို့တစ်ဖက်လူကခံနိုင်ရှိအောင်မှနားလေနိုင်အောင်မှတနည်းအားဖြင့်ပြောရရင်အဆင့်ရှိအောင်မှ ဦးဇင်းတို့ဒုက္ကဋာသုတ်တံဆိုပြီးမြတ်စွာဘုရားဟောထားတာရှိတယ်ဗျ။တီလာမရှိတဲ့လူရဲ့ရှေ့မှာတီလာအကြောင်းသွားပြောရင်နာခါတယ်တဲ့မှန်ပါဗျာအဲ့ဒါဒုက္ကဋမကောင်းတဲ့စကားကိုဖြစ်သွားတာမှန်ပါသူလည်းပဲအကုသိုလ်များတယ်ကိုလည်းပဲဟာဒီကောင်အလကားကောင်ပဲဆိုတော့စကားကောင်းပြောရင်လည်းအကုသိုလ်ဖြစ်တယ်ယုံကြည်မှုတရားတရားမရှိတဲ့လူရှေ့မှာတရားတရားအကြောင်းပြောရင်နာခါတယ်မှန်ပါဗျာဟုတ်လားသွားမပြောနဲ့ဟုတ်လား နောက်ဘဟုတ္တတရနေတဲ့ပုဂ္ဂိုလ်ရှိမှာဘဟုတ္တတအကြောင်းသွားမပြောနဲ့မှန်ပါနော်တတ္တာသီလတုတ္တစာခနှမျိုးတဲ့လူရဲ့ရှိမှာပိကံကြီးအကြောင်းသွားမပြောနဲ့နောက်ပညာနေတဲ့လူရှိမှာပညာအကြောင်းသွားမပြောနဲ့မှန်ပါဓမ္မစွာဘုရားကိုယ်တိုင်ပြောထားတာနော်တက္ကကြီးမြတ်မှန်ပါဒါကြောင့်စကားကကောင်းတော်လည်းပဲပုဂ္ဂိုလ်ကခံနိုင်ရည်မရှိရင်ကောင်းသောစကားသည်မကောင်းသောစကားဖြစ်တတ်တယ် ်ဒါကြောင့်ပေသပေါင်းသူတော်ကောင်းတို့မြင်သာကိုမြင်တဲ့အတိုင်းအခခတ်သိမ့်ပြောလို့မဖြစ်ပါဘူးကုသိုလ်တွေများပြီးတော့အကုသိုလ်တွေနည်းသွားမယ်ဆိုရင်တော့ပြောရမှာပေါ့မှန်ပါဗျဟုတ်လားအေးဒါကပုံကိုကိုကြည့်ပြီးတော့ပြောဟောပုံကိုကိုကြည့်ုံနဲ့လုံလောက်ပြီလားဆိုတော့မလုံလောက်သေးဘူးအချိန်အခါလေးကိုလည်းကြည့်လိုက်အောင်ကိုပြောတဲ့စကားကဒီလိုကဒေါသဖြစ်နေသလားဒီလိုစိတ်ကြီးနေသလား ဒီအချိန်ကဘလို့အချိန်လဲဘလို့အချိန်လဲစဉ်းစားအောင်နော်ဒကာကြီးဒီမိုင်းမြာအေးအချိန်ခါကိုမကြည့်ဘဲနဲ့တချို့ပြောကြရင်စွတ်ပြီးတော့ပြောလိုက်တာရှိတယ်။ဟိုရှိတုန်းကရှင်ဘရင်တစ်ပါးရှိတယ်။ပြောကြရင်ပြောချလိုက်တာပဲစကားကိုဘယ်တော့မှမဆောင်။အဲ့ဒါကိုပရောဟိတ်အမကြီးကမကြိုက်ဘူး။ပြောကြင်တာကိုပြောကြင်တိုင်းစွတ်စွတ်ပြောလို့ဒုက္ခရောက်ပုံလည်းများလာပြီ။ဒါပေမဲ့ရှင်ဘရင်ကိုဆုံးမကျင်တာအခွင့်အခါကမသိမ့်။တနေ့တော့ အဲ့ဒီရှင်မင်းကမူကြီးမယသေနာပတိတွေခြံရံပြီးတော့ဥယျင်ထွက်ပြီးတော့အပန်းဖြေတယ်အဲ့ဒါကြောက်ဖြာကြီးပေါ်မှာအပန်းဖြေတာအဲ့ဒီကြောက်ဖြာကြီးကတရက်ပင်ကြီးတပင်ရဲ့အောက်မှာရှိတာတရက်ပင်ကြီးကအင်မတန်အရေးအာဝါဒနဲ့ပြည့်စုံတဲ့အောက်မှာကြောက်ဖြာကြီးအဲ့ဒီကြောက်ဖြာကြီးပေါ်မှာရှင်မင်းကထိုင်ထိုင်ပြီးတော့အလဘသလဘစကားပြောအပန်းဖြေနေတော့သွေးတန်ရဲရဲနဲ့အုတ်အုံးငှက်ကလေးတကောင်အသေးကလေးသွေးတန်ရဲရဲနဲ့အဲ့ဒီတရက်ပင်ပေါ်ကနေ ြောက်ဖြာပေါ်ဘရင်ခြေရင်ကိုပြုတ်ကြလာတယ်။မှန်ပါဗျာ။အဲ့ဒီတော့ဘရင်ကကြည့်တယ်ဟာဘာဖြစ်တာလဲမသိဘူး။အဲ့ဒီမှာဖရာလောင်းပညာရှိပရောဟိတ်အမတ်ကိုမေးတယ်တဲ့။ဒါဘာဖြစ်လို့သေးတယ်လဲ။သွေးတွေလည်းထွက်နေတယ်အောက်ကြမှာထွက်တဲ့သွေးမဟုတ်ဘူး။အဲ့ဒီတော့ဖရာလောင်းကမော့ကြည့်တော့အပေါ်မှာကြီးတိုက်ရှိ။ဖရာလောင်းဆိုတော့ပညာရှိတယ်။တွေးကြည့်တာပြည့်ကြည့်တာလည်းမှန်တယ်။ရှင်မင်းကြီးတဲ့။ဒီကောင်ဟာအုပ်အောင့်ငှက် သူ့ရဲ့အမေအိုးအမတွေဟာကိုယ်ပိုင်အတိုက်နဲ့ဥတဲ့ထုံးစံမရှိဘူးကြီးမတွေရဲ့အတိုက်ထဲကိုဝင်းဥတယ်ကြီးမတွေကသူ့ဥမှတ်လို့ဝတ်ပြီးအကောင်ပေါက်တော့လဲမဲမဲလေးအတူတူဆိုတော့သူ့သားလေးလိုပဲထင်အစာတွေအတူတူရှာကျွေးအဲ့ဒါဒီကောင်ကမပြန်နိုင်သေးခင်မှာအုတ်ဩသံမြည်လိုက်တာမအော်သင့်နေတဲ့အချိန်မှာအုတ်ဩသံမြည်လိုက်တာအဲ့ဒီတော့ကြီးမကငါသားမဟုတ်ဘူးဆိုတာကိုသိပြီးတော့ စိတ်တူပြီးတော့နှုတ်သီးနဲ့အဲ့ဒါထိုးသက်ပြီးတော့အောက်ကိုပြစ်ချလိုက်တယ်အတက်ပြောတာနော်မှန်ပါဗျာအဲ့ဒီမှာဘုရားလောင်းပရောဟိတ်အမတ်ကြီးကအခွင့်ရပြီဆိုပြီးတော့မင်းကြီးကို ဆုံးမအခွင့်အခါအချိန်ကာလကို မကြည့်ဘဲနဲ့စကားကိုအယံကာရောပြောတဲ့ပုဂ္ဂိုလ်များဟာတီးအုပ်ဩသေးတယ်လို့သိရတတ်တယ်မှန်ပါဗျာနော်ပြောတာတော့စကားတွေကအများကြီးပဲဗျာ ်ဘုရားရဲ့အမကြီးပြောတာလေအဲ့ဒီတည်းမှာကောင်းတာလေးတွေဥစဉ်ကောင်းတဲ့မှာဆွဲနေတယ်။ဘာပြောသေးလဲဆိုတော့မင်းကြီးတဲ့မစင်းစားမစင်ခြင်းမဲနဲ့ပြောတဲ့စကားတခွန်းဟာသွေးထားအပ်သောဓာတ်ထက်ကြောက်เสียရကောင်းတယ်။နော်မစင်းစားမစင်ခြင်းမဲနဲ့ပြောလိုက်တဲ့စကားသည်သွေးထားအပ်သောဓာတ်ထက်ကြောက်เสียရကောင်းတယ်။ မစင်းစားမစင်ခြင်းမဲနဲ့ပြောတဲ့စကားတခုဟာလက်တလောသေးသေးတတ်တဲ့အစိတ်ထက်ကြောက်เสียရကောင်းတယ်ဟုတ်လားမှန်ပါဒါကြောင့်နဲ့မှန်သောစကားပင်ဖြစ်စေကမူကိုနဲ့သဘောတူတဲ့သူပင်ဖြစ်စေကမူမှန်ပါဗျာအချိန်ကာလရှည်လျားစွာမပြောရတဲ့မှန်ပါဒီလူနဲ့ငါနဲ့ငါတိတ်သဘောထားချင်းတိုက်ဆံမယ်ငါစကားဆိုတိတ်ကြိုက်တာပဲအဲ့ဒါလိုလူမျိုးရဲ့ရှေ့မှာတောင်မှ ကာလကို ကြည့်ပြီးတော့ပြောရမယ် ပြောကောင်းနိုင်ရှုပ်ပြီးတော့ပြောမနေနဲ့တံပိုးတွေနေတတ်တယ်ဟုတ်ရလားမှန်ပါဗျာအေးအချင်းအခါကိုမကြည့်ပဲနဲ့ပြောရင်လည်းပဲအဲ့ဒီအိုအောမိုက်ကလေးလို့ဘာဖြစ်တတ်တယ်ပေတတ်တယ်ဟုတ်လားမှန်ပါဒါကြောင့်ပုပ်ကိုကိုကြည့်ပြောကာလကိုကြည့်ပြောပုပ်ကိုတွေကာလတွေကြည့်ပြောပြီးရင်လည်းပဲဘာလို့သေးလဲဆိုတော့ဒေါသတွေမာနတွေနဲ့မပြောနဲ့ဒေါသတွေမာနတွေနဲ့ဟာငါကဒီလူကိုပြောလို့ရတာပဲ ငါနိုင်တာပဲဆိုပြီးတော့လည်းဖိမပြောနဲ့မှန်ပါဗျာအခုချိန်မှာကိုကသူ့ကိုနိုင်မိမလို့ဘဝဆိုတာတစ်ချိန်နဲ့သွားနေတာမဟုတ်ဘူးတစ်ချိန်မှာကိုကသူ့ရဲ့အောက်ကိုလည်းရောက်သွားနိုင်တယ်သူကကိုယ့်အထက်ကိုလည်းရောက်သွားနိုင်တယ်မှန်ပါဗျာကိုကိုပြန်ပြီးတော့နှိမ့်ဆက်ခွင့်ကြုံတဲ့အခါမျိုးမှာအဲ့ဒီလူကကိုကိုပြန်ပြီးတော့နှိမ့်ဆက်နိုင်တယ်တချို့နိုင်နေဆိုပြီးတော့ပြစ်စလက်ခပြောကြားရတဲ့လူကအသေးဓာတ်နဲ့ထိုးခံရတယ်လို့မမေ့ဘူးနားနေတာ ်ဘာဖြစ်ဖြစ်ကွာပြန်ပြီးတော့တုံ့ပြန်မယ်ဆိုပြီးယူယူမိုက်မိုက်တချို့အဲ့လိုပြောတဲ့စကားတခွန်းကြောင့်တေရတာတွေရှိရှိပါတယ်ဗျာနော်ဦးဇင်းတို့ယာသဝန်ထဲမှာ စကားအစိတ်သင့်ပုံကလေးနည်းနည်းပြောပြမယ်တချို့လည်းကြားဖို့ကောင်းကြားဖို့ပါလိမ့်မယ်ဗျာဦးဇင်းတို့ပကံယာသဝန်မှာတရုတ်ပြေးမင်းမင်းခွေးချေးဆိုပြီးတော့နာမည်ဆိုးနဲ့ကြော်ကြတဲ့နရတိဟပတိမင်းဆိုတာရှိတယ်နော်မှန်ပါဗျာ အဲ့ဒီနရတိဟပတိမင်းကသူ့မှာသား၃ယောက်ရှိတယ်။နော်ဥဇနာတဲ့တိဟတုတဲ့နော်အဲ့ဒီမှာတိဟတုဆိုတာနဲ့သူနဲ့က စကားတခွန်းကြောင့်အများကြီးပြဿနာတက်တယ်။နောက်တယောက်ကကြော်စွာတဲ့အဲ့ဒါငငယ်တုန်းကဒီမင်းကြီးကဒီသားတွေကိုချစ်လွန်းလို့ဝက်လက်ဆိုတာကဝက်ရဲ့လက်ကိုချက်ထားတာသူကနူးညံ့တယ်။အဲ့ဒါကိုသားလေးတွေကိုချစ်လို့ ဝက်လက်ကိုချက်ပြီးတော့ငပြောပဲနုနုကလေးအုပ်ပြီးတော့ပေးတာဒါပေမဲ့တီဟသူကိုကြတော့ဘာအကြောင်းကြောင့်လဲမသိဘူးသူ့အမေကိုမုံလို့လားတော့မသိဘူးဝက်လက်မပေးပဲနဲ့ဝက်ခြေတော့ပေးတာအဲ့ဒါကို အမေက ရှက်တာ ရှင်မောက်တဲ့မိဖုရားကဒီပြင်သားနှစ်ယောက်ကိုတော့ဝက်လက်ပေးပြီးတော့ငါသားလေးကိုကြမှာဝက်ခြေပေးတာဒါအချစ်မတူဘူးဆိုပြီးတော့ငါသားလေးကိုသိခါချတာပဲအဲ့ဒါအမေက ရှက်လွန်းလို့စဖူမှုကိုလက်ထိုးတယ်ဘယင်ကြီးမသိအောင် ငါသားကိုလည်းဝက်လက်ပြီးအဲ့ဒါနဲ့စဖူမှုကအဲ့လိုပေးတာနောက်တော့ဘယင်ကြီးကတိသွားတော့စဖူမှုကိုအပြစ်တင်တယ်မင်းဘာကြောင့်လို့လှုပ်လဲမိဖုရားကြီးကပေးခိုင်းလို့အဲ့ဒီမှာမူးမတ်ဘိုးဘုံနေရဲ့အလယ်မှာဟဲ့ဝက်လက်ခိုးမလို့မိဖုရားကိုဆိုတယ်တဲ့နိုင်တယ်ဆိုပြီးတော့ဆိုလိုက်တာနော်မင်းသားလေးကိုလည်းဘာအပြစ်မှမရှိဘဲနဲ့တခါတည်းရဟဲ့ဝက်လက်ခိုးမသားပြောကောင်းကောင်းရှိတာနဲ့ပြောနေတာနဲ့တူပါတယ် ဒါပေမဲ့ကိုကသာပြောကောင်းတာဟိုကကြားမကောင်းဘူးလေကြားမကောင်းတော့ဒီကလေးကဒါကငငယ်လေးတည်းကစသိမ့်ထားတယ်ဘယ်တော့မှထုတ်မပြစ်ဘူးအမြဲတမ်းမှတ်ထားတယ်နောက်တော့ဘာဖြစ်တော့ဆိုတော့တရုတ်တွေလာပြီးတော့နှောက်ရက်လို့ဆိုပြီးတော့ဘယင်ကြီးပြေးရတယ်လေပြေးတော့ဘယ်ထိပြေးတော့ဆိုတော့သူ့သားကြီးဥစ္စနာရှိတဲ့ပသိမ်ပသိမ်ထိပြေးတာနောက်အဲ့ဒီမှာတရုတ်တွေရဲ့ရန်ကအေးသွားပြီဆိုပြီးတော့ပကန်းပြန်မယ်ဆိုပြီးတော့ပသိမ်ကနေပြန်လာတော့ လမ်းမှာပြည်မြို့ကိုဝင်တာအဲ့ဒီပြည်မြို့ကိုအပိုင်စားပေးထားတာသူ့ရဲ့သားအလက်ဝက်လက်ခိုးမသားဆိုတဲ့မင်းသားကိုသူကပေးထားတာအဲ့ဒါနဲ့ငါသားစီဝင်မယ်ဆိုပြီးတော့မိဖုရားဖွာစုံနဲ့ဝင်ညာဟိုရောက်တော့သားကအရန်နဲ့စောင့်နေတယ်နန်းတော်ထီတောင်အဝင်မခံဘူးလှေပေါ်မှာတခါတည်းဒလွတ်ကင်ထားတဲ့လူ300လောက်ဝိုင်းထားတယ်သားကသားကဝိုင်းထားပြီးတော့မလုပ်လဲဆိုတော့ထမင်းပွဲထဲမှာဟင်းနိုင်ထမင်းနိုင်အကုန်အစိတ်ခတ်ထားတယ် မင်းကြီးတဲ့ဒီထဲမှာအစိတ်တွေအကုန်ခတ်ထားတယ်။ဒါကိုစားပါလို့ခိုင်းတယ်။သူ့ကိုရရက်ဆက်ဆက်ပြောခဲ့တဲ့ဗဇက်ကိုရရက်ဆက်ဆက်ပြန်ကြွေးတဲ့သဘောများလားတော့မသိဘူး။မှန်ပါဗျာ။မင်းကြီးမစားဘူးဆိုရင်ဘေးမှာရှိတဲ့အာနာပကွက်သားတွေကသွေးတန်ရရင်နဲ့အဆုံးရှိရှင်။အဲ့ဒီလိုပြောပြီးတော့သားကနန်းတော့သူ့ရဲ့အဆောင်ကိုပြန်သွားတယ်။အဲ့ဒီမှာမိဖုရားဘွားစောနဲ့တိုင်ပင်တော့မိဖုရားကြီးကမင်းကြီးမလွတ်နိုင်တော့ဘူး။ အဲ့ဒီတော့ဓာတ်တွေလှန်နေနဲ့သေရတာနဲ့ဆိုင်ရင်လက်တလုံးသေတဲ့အစိတ်ကိုစားသေတာကကောင်းသေးတယ်။အဲ့ဒါနဲ့မင်းကြီးခင်ဗျာအဲ့ဒီအစာကိုအစိတ်ပါမှန်သိရနဲ့စားပြီးတော့သေရတယ်။မှန်ပါဗျာ။ပေးတဲ့ရင်အစိတ်မိပြီးတော့သေရတာပေါ့နော်။မှန်ပါဗျာ။ပဂတိအစိတ်လို့ပြောမလား၊စကားအစိတ်လို့ပြောမလား။စကားအစိတ်ပါဗျာ။အင်းစကားအစိတ်တင့်သွားလား။